စကွေရဲ့ဂေါ်တင်တို့မြင့်တက်လာဖို့အတွက် Ruben Esterline လို့လှုပ်ဖို့လုံနေပြီလို့အကြံပြုခဲ့တဲ့ Farinan ။ပရင်းသမားဝင်းမင်လာများ Manchester Force ကနေတင်ဆက်ပေးနေပါရင်။ Manchester United ရဲ့လူငယ်တိုင်းစင်ကစားမဘင်ဂျမင်စကွာရာသီစတင်ချိန်ကလေးကဂေါ်တင်မှုနဲ့ပတ်သက်ပြီးစင်ခေါ်မှုတွေရင်ဆိုင်နေရပါရင်။ဒါက Wildland လို့ရခင်လူငယ်တိုင်းစင်ကစားမတွေရင်ဆိုင်ခဲ့ရတဲ့ပြဿနာတွေနဲ့ဆင်နေပါရင်။ဒီချိန်မှာ Rio Farinan ကစကွေကိုအကြံပြုခဲ့ပါရင်။ Farinan က Ruben Esterline ရဲ့ကစားပုံစံနဲ့စဲတဲ့ဘက်ကိုအတူယူဖို့အတွက်တိုက်တွန်းခဲ့ပြီး ရုကာခရစ်စတီယာနိုရယ်ဒိုနဲ့တွဲကစားခဲ့စဉ်တော့ကလုံးပြခဲ့တဲ့ပုံစံကိုဆက်ကောကလိုက်နာဖို့ပြောခဲ့ပါတယ်။ဖိုင်နယ်က2009ခုနှစ်အစောပိုင်းမှာမိုင်မာရုနဲ့ရယ်ဒိုတို့တွဲကစားခဲ့စဉ်ကအတွေ့အကြုံကိုပြန်လည်ပြောပြခဲ့ပါတယ်။သူကရုအားလေးချင်းအကွယ်မှာရယ်ဒိုစီကနေဘောလုံးထောက်ပံ့မှုမရခဲ့တဲ့ကစိတ်ဆိုးပြီးလေးချင်းရင်တန်းနဲ့ကွင်းထဲကနေထွက်သွားခဲ့ဘူးတယ်လို့ပြောပြခဲ့ပါတယ်။ဒီလိုတုံ့ပြန်မှုကရုရဲ့ဂိုးတင်လုံစိမ့်နဲ့အသင်းပေါ်တွေကိုပြောင်းလဲနှုတ်ဆော်နိုင်မှုကိုပြသခဲ့တယ်လို့ဖိုင်နယ်ကဆိုပါတယ်။စကောနေနဲ့လည်းအသင်းပေါ်ရေးစီကနေဘောလုံးထောက်ပံ့မှုမရခဲ့ရင်ငိမ့်ခံမနေပဲရုလိုပြသားစွာတုံ့ပြန်မှုအတွက်ဖိုင်နယ်ကအကြံပြုခဲ့တာပါ။ ဒီအကြံပြုချက်အောင်ဆက်ကိုရဲ့ဂိုးသွင်းစွမ်းရည်နဲ့အတင်းအတွင်းဥဆောင်မှုကိုမြင့်တင်ဖို့ရွေးတာဖြစ်ပြီးရူလိုတိုက်စစ်မှုအသည့်တူ ဘောလုံးသူစီရအောင်ပံမိုးပေးဖို့တောင်းဆိုမှုကွင်းထဲကဆေးရထက်သန်မှုနဲ့အသင်းပေါ်တွေနဲ့ဆက်ဆံရေးကိုပြောင်းလဲဖို့အားပေးတာပါရိုဘန်နစတန်ရိုင်းဟာမိုင်းဝါကစားခဲစဉ်ကဂိုဒင်းဆွိုင်းနဲ့ပတ်သက်လို့အတော်လေးထင်ရှားခဲ့သူပါ2000ခုနှစ်ကနေပြီးတော့2006ခုနှစ်အတွင်းမိုင်းဝါအတွက်ပွဲပေါင်း219ပွဲမှာဂိုး150တွင်းခဲ့ပြီးသူ့ရဲ့ဘောလုံးသူစီကိုရအောင်ပံမိုးပေးဖို့တောင်းဆိုမှုနဲ့ပြတ်သားတဲ့တိုက်စစ်ပိုင်းဆိုင်ရာနေရာယူမှုကအဓိကအကြောင်းအချက်ဖြစ်ခဲ့ပါတယ်ရူဟာအသင်းပေါ်ရေးစီကဘောလုံးထောက်ပံ့မှုများခဲ့ရင်ပြတ်သားစွာတောင်းဆိုတတ်သူဖြစ်ပြီးဒီလိုပုံစံကသူ့ရဲ့ဂိုးသွင်းအခွင့်အရေးကိုတွန်းပြပေးခဲ့ပါတယ်။စက်ကွန်နေနဲ့ရူမန်လိုဘောလုံးတောင်းဆို ွယ်မှုကိုပြတ်သားစွာလုံဆောင်မယ်ဆိုရင်အသင်းပေါ်တွေစီကနေဘောလုံးထောက်ပံ့မှုပုံမရရှိလာနိုင်ပါတယ်။ဒီလိုထောက်ပံ့မှုတွေကဆက်ကွန်ရဲ့ဂိုးသွင်းအရေးသွေးကိုတွန်းပြင်ပေးနိုင်ပြီးသူ့ရဲ့ဂိုးသွင်းစွမ်းအင်ကိုမြင့်တင်ပေးနိုင်မှာပါ။ဥပမာအနေနဲ့ရူဟာ2002-2003ဒီမှာပရီးမီးယားလိမ်မာ25ဂိုးသွင်းယူခဲ့ပြီးသူ့ရဲ့ပြတ်သားတဲ့နေရာယူမှုနဲ့ဘောလုံးတောင်းဆိုမှုကအဓိကအကြောင်းအချက်တွေဖြစ်ခဲ့ပါတယ်။ဆက်ကွန်နေနဲ့ဒီလိုပုံစံကိုလိုက်နာမယ်ဆိုရင်ဂိုးသွင်းစွမ်းအင်တွန်းတက်လာနိုင်ပြီးမန်ယူအသင်းရဲ့အတိုင်းစစ်ပိုင်းဆိုင်ရာအင်အားကိုမြင့်တင်ပေးနိုင်မှာပါ။ ်ရူဟာမိုင်းမကစားခဲ့စဉ်ကအုပ်ဆောင်မှုဆွမ်းရည်ကိုထိုးချုံခဲ့သူတူဖြစ်ပြီးသူဟာအသင်းတော်ရဲ့စီကနေဘောလုံးထောက်ပံ့မှုမရခဲ့တဲ့အခါပြတ်သားစွာတောင်းဆိုတတ်သူဖြစ်ပါရင်ဒီလိုတုံ့ပြန်မှုတွေကအသင်းတော်ရဲ့ကိုသူ့ရဲ့ဂိုးသွင်းလွန်စိတ်ကိုပြသခဲ့ပါရင်ဖာရီနန်ကစကောနေနဲ့ဒီလိုပုံစံကိုလိုက်နာဖို့ကြံပြုခဲ့တာပါစကောအနေနဲ့ပြတ်သားစွာဘောလုံးတောင်းဆိုမှုကိုလုံးဆောင်မယ်ဆိုရင်သူရဲ့အသင်းတွင်းဥဆောင်မှုကိုပြသနိုင်ပါပါဒီလိုဥဆောင်မှုကအသင်းတော်ရဲ့ယုံကြည်မှုကိုရရှိလာစေနိုင်ပြီးအသင်းအတိုင်းဆက်ပိုင်းဆိုင်ရာစီးလုံးမှုကိုမြင့်တင်ပေးနိုင်ပါပါ ဖိုင်နိုင်အကြံပြုချက်အောင်အကျိုးတွေကိုယူဆောင်လာနိုင်ပေမယ့်အဖြစ်တွေလည်းရှိလာနိုင်ပါတယ်။လူလိုမျိုးလေးချင်းရေးတန်းလန်းတဲ့ကွင်းထဲကနေထွက်သွားတာမျိုးလုပ်ခဲ့ရင်ဒီချိန်မှာမိန်းမကငါမနိုင်သားတွေဖြစ်နေတာကြောင့်တင်းမာမှုတွေမြင့်တက်လာနိုင်ပါတယ်။ဒီလိုတင်းမာမှုတွေအောင်အသင်းရဲ့စွမ်းဆောင်ရည်ကိုထိခိုက်စေနိုင်ပြီးစက်ကောရဲ့အသင်းအတွင်းပွဲကိုထိခိုက်စေနိုင်ပါတယ်။နောက်ပြီးတော့စက်ကောအနေနဲ့ယူလိုမျိုး လေးချင်တန်းနဲ့ထွက်သွားတာမျိုးတွေလုံးခဲ့မယ်ဆိုရင်နီးပြားအဖွဲ့နဲ့ဆက်ဆံရေးကိုထိခိုက်စေနေပါတယ်ဒီဘက်နေ့တင်မာ United ကိုနီးပြားလုံးတဲ့သူတွေအားတမျိုးမဟုတ်တမျိုးတော့ဆယ်ပြားလောက်လုံးနေတဲကြတာကြောင့် Ferguson လိုမျိုးဖြစ်တဲ့အောင်ဖြစ်တတ်တာတွေကိုခွဲခြားနိုင်မှာမဟုတ်ပါဘူး Ferguson လိုလည်းဥဆောင်ပေးနိုင်မှာမဟုတ်ပဲရှေ့ကနေမမမမအရက်တီပေးနိုင်မှာမဟုတ်ပါဘူးအပြစ်တောင်ပေးခြင်းမင်းနေနိုင်ပါတယ် ဒီလိုဆိုရင်သူ့ရဲ့ကစားချိန်နဲ့အသင်းအတွင်းပုံရိပ်ကိုထိခိုက်စေနေပါတယ်။ဒါပေမဲ့ကိုကအရေးချင်းရှိနေဆိုရင်တော့ငကားမန်းသိအောင်အမော်လေးနည်းနည်းပွားပွားတော့ထောင်ပြလိုက်တာကအကောင်းဆုံးပါပဲ။ညီကိုတို့ကရောဖိုင်နဲ့အချန်ပြူစကားတွေပေါ်ဘလို့မြင်ကြလဲပြောပြခဲ့ကြပါအောင်။အဆုံးနေကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါရခင်ဗျာ။